အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာကားတော်ရဲ့ဥပဒါဇာတ်လမ်းများအကားတော် official youtube channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ channel လေးကနေဒီကနေ့မှတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ဇာတ်လမ်းကောင်းလေးကတော့ဆရာကားတော်ကိုယ်တိုင်ရေးသားထားတဲ့သုံးထီဥပဒါနဲ့ပုတ်တင်ဖူးစာဆိုတဲ့အတွဲ့တစ်အစားစိန်27ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါခင်ဗျာဒီဇာတ်လမ်းလေးကိုတော့ကျွန်တော်လင်ကောင်းကြောင့်မှတင်ဆက်ပေးသွားမှာဖြစ်ပြီးတော့ဇာတ်လမ်းလေးကိုမတင်ဆက်ပေးခင်မှာလေးကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါသေးခင်ဗျာ ခံစားနာစင်အားပေးကြပါဦးနော်ဆောင်းနေဆိုရင်အဖေခံစားတဲ့ယောဂတစ်ခုရှိတယ်ဗျအဲ့ဒါတော့ဘန်းနာရင်ကျက်ယောဂပဲဘန်းနာရင်ကျက်ကပူတဲ့ရာသီမျိုးဆိုရင်တော့တိတ်မဖြစ်ဘဲနဲ့အောင့်နေတတ်တယ်အေးတဲ့ရာသီကိုရောက်ရင်တော့ယောဂဟောင်းကပြန်ထလာတတ်တယ်သူယောဂသဘောကအေးတဲ့အခါမှာဖြစ်တတ်တာထုံးတယ်ပဲဗျအဖေကဘန်းနာရင်ကျက်စဖြစ်တာတော့တိတ်မကြသေးဘူးသုံးနဲ့သုံးဖို့လောက်ပဲရှိအောင်ပဲ။ ဟိုပန်းနာရင်ချက်ကဘလို့ဖြစ်တယ်လဲလို့အစေးဆရာကြီးဥမှတ်ကြီးကိုမေးတော့မျိုးလိုက်တာတဲ့ဗျဟုတ်တော့လဲဟုတ်မယ်ကျုပ်တို့ဖိုးတကြီးကလည်းနောက်ဆုံးပန်းနာရင်ချက်နဲ့ပဲအမောဆုပ်ချွဲဆုပ်ပြီးတော့တည်သွားတာဆိုတော့အဖေစီမားလည်းအဲ့ဒီယောဂလက်ဆင့်ကမ်းပြီးတော့ပါလာပုံရတယ်ဗျဒါကြောင့်အဖေကနည်းနည်းနှုတ်တယ်လို့ပြောရမယ်အိမ်မှာလေတွေရှိရသားနဲ့သူကိုယ်တိုင်ဦးစီးပြီးတော့မလုပ်ဘူးဗျကျုပ်တို့ငငယ်ကတော့စင်းငါးကိုတီးသားချထားတယ်ကျုပ်တို့ကြည်လာတော့ကျုပ်တို့ကိုယ်တိုင်ပဲနွားရီနဲ့ဖက်ပြီးတော့ရုံးကန်ရတာပါပဲဗျာ အဖေကမိုးမိတာတို့အေးပက်တာတို့ဆိုရင်ချောင်းဆိုးတတ်တယ်ဗျအခုတော့ပန်းနိုင်ရင်ကျက်ဆိုတဲ့ယောဂါပါဖြစ်ရောဗျအဖေပန်းနိုင်ရင်ကျက်ထားပြီဆိုရင်အသက်ရှင်တွှွှီရွှီနေဗျအိမ်ပေါ်အသက်ရှင်အိမ်ရောကနေအတိုင်းသားကြရတယ်လူကတိတ်လည်းမလုံနိုင်တော့အမြဲလက်ရှိအင်ကြီးတို့ဆွဲတာတို့ဝှက်ထားရတယ်ဆေးစရာဥမှက်ကြီးနဲ့လည်းကုပေးတာပဲဗျသူကတော့ဗမာဆေးနဲ့ကုတာပေါ့တခါတမ်းမြင့်ရောဆေးမှုကလည်းအင်္ဂလိပ်ဆေးနဲ့ကုပေးတာပဲဒါလည်းပျောက်တယ်မရှိဘူးဗျ ယောဂါငုတ်သွားပြီးတော့ဆောင်းဝါဒီကိုရောက်ထာနဲ့ပြန်ပြန်ထလာပြန်ရောအညာဆောင်ဆိုတော့လေတိတ်အေးတဲ့မဟုတ်လားဗျာတကယ်တော့အဖေကအသေးအံဖြစ်ပါလေရောဆောင်းနေဆိုရင်မီးလုံပြီးတော့အိတ်ကြရတယ်မဟုတ်လားဗျာအဲရောက်မှမီးပုံကြီးတွေဖုံပြီးတော့ထင်းမီးတွေကိုထည့်ထားတော့အဖေကအေးတဲ့ရဲ့အဲ့ဒီမီးခိုးတွေရဲ့အကြောင်းယောဂါဖောက်ပါလေရောဆောင်းတော်တော်ဆိုးပြီးတော့ကြက်ကြက်လာတာအသက်တော်မနှဲရှူနေရတယ်ဒါနဲ့ပဲညာတွင်ချင်းပဲအကိုကြီးကလှဲပြင်ပြီးတော့အဖေကိုမြိုင်းသာဆေးုံတင်လဲရတာပေါ့ဗျာအကိုကြီးကလှဲမောင်း အမေနဲ့အီးပြောင်းနေရလိုက်သွားတာဆိုတော့အိမ်မှာရောက်သားသားကြီးကြီးမားမားဆိုလို့ကျုပ်တယောက်ထဲကြံခဲ့တော့တာပေါ့အဲဒီတော့အကျုပ်သက်ကလည်း၁၄နှစ်လောက်ပဲရှိမယ်ထင်တယ်ဗျမနက်မိုးလင်းတော့ရွာထဲကိုထွက်ပြီးတော့မုံပြစ်စလက်ဝယ်စားတယ်အရင်အိမ်မှာအမေရှိရင်တော့မနက်စာထမင်းပူပူဟင်းလေးပါလေးနဲ့စားရတယ်မဟုတ်လားအခုတော့အမေလည်းမရှိဘူးဆိုတော့ဟင်းချက်ထမင်းချက်မဲ့လူကမရှိအငယ်မတွေကလည်းကလေးသာသာဆိုတော့ဆောင်းအေးအေးနဲ့ကိုင်းနေကြကျုပ်ကလည်းမချက်တဲ့မပြုတ်တဲ့မဟုတ်လားဟိုတိတယ်မဟုတ်လား ျုပ်ထမင်းကျဲရင်ခွေးတော်မစားဘူးဆိုတာလေးဗျဒါနဲ့မုံဘုံနောက်ရောက်တော့ဥပဒါနဲ့တွေ့တယ်ဗျဥပဒါလည်းရှင်အင်းကြီးအထက်ထက်ကိုဝစ်ပြီးတော့အပေါ်အစစ်ဆွဲတာအပေါက်ကြီးကိုဝစ်ထားတယ်ခေါင်းမှလည်းတပတ်ကြီးတထည်ကိုနရွက်တွေပါလုံးအောင်ပေါက်ထားသေးတယ်ဗျဟိုဒါနဲ့အလက်ကောင်မင်းအဖေညာဆင်းဝင်တင်ရတယ်ဆိုကွာဟုတ်တယ်ဥပဒါကြီးဥပဒါဘလို့သိတာလဲဗျဘလို့တီးရမှာလေကွာအခုပဲအကျော်လာဝင်းနဲ့အကျော်ရောင်းနဲ့မတ်တုပ်ပြောတာကြားပြီးပြီဟိဟိုတကြီးမရှိဘူးဆိုပြီးတော့ဝတ်တိုးတော့ဂျင်ဝိုင်းထောင်မလို့တယ်ကွာ ခြေကောင်းတို့ကျန်သမားတွေကတော့ကြက်ဝိုင်းဖွဲ့မယ်ဆိုပြီးတော့သွားကြလေရဲ့ကွာဟာတရင်ကလည်းမြန်လာကြည်လားဗျဒီလူတွေလည်းဘယ်တော့ငနေကအဖေလေးကိုစောင့်နေတယ်လဲမသိပါဘူးဗျအေးအဲ့ဒါသာထားတဲ့မှာလက်ကောင်ရတကြီးကဘာယောကဖြစ်တာလေကွာဘယ်နိုင်ရင်ကြက်ထားတာလေဥပဒါရဲ့ရာသီဥတုကလည်းအေးတဲ့ပြင်ကျုပ်တို့ကမီးပုံဖို့တော့မီးကုန်းပိုင်းနေခံလိုက်ရလို့လားတော့မသိဘူးညကတော်တော်ကြက်ပြီးတော့အသက်ရှူမရဘူးဆိုလို့အားချင်းပဲပို့လိုက်ရ တကြီးရကွာပန်းနိုင်ရင်ကျဖြစ်တာများငါ့ကိုဆော့ဆော့ကမပြောဘူးကွာဆော့ဆော့သိရင်ငါကုပေးမှာပေါ့ကွာအော်မဲစေးစရာကြီးရောစေးမှုရောကုလို့ပြောတာမဟုတ်ဘူးနော်ဥပဒါကကုပေးတယ်လို့လားဗျဟိုဒါမှမဟုတ်ဆုံးပြညာနဲ့ယောဂါတွေပါတူဖျောက်ပေးမလို့လားဆုံးပြညာမဟုတ်ပါဘူးကွာဒါမြေချင်းပြီးနီးလန်းဆိုပါတော့လက်တွေပြောက်တဲ့နီးကွာဟိုပြောစမ်းမအောင်ဗျဘလို့ပြောက်တာများလဲဗျအေးဒီလိုကွာဟိုငါတို့တက်ထဲမှာတာဝန်ထမ်းဆောင်တော့ကအဲငါငငယ်ငယ်ရပေါ့ကွာ အဲ့ဒီမှာတက်ကြတီတူနဲ့တီကျွမ်းခဲ့တယ်ကွာသူ့နာမည်ကဘရင်တဲ့ကွာအဲသူကဘန်းနိုင်ရင်ကျယောဂအခန်းရှိတယ်ဖြစ်တာလည်းဆယ်နှစ်ဆယ်မိုးလောက်ရှိပြီတဲ့ကွာဖြစ်ရှင်တော့ချင်းပြည်ဘက်ကိုတောင်းဝင်ကြပါရောချင်းပြည်ဆိုတာလည်းအေးလိုက်တာလည်းရေတောင်ခဲတယ်ဆိုပဲကွာဒါနဲ့ပဲဘန်းနိုင်ရင်ကျကပြန်ထတာပေါ့ကွာဟိုအဖေလို့ပေါ့နော်အေးပေါ့ကွာအဲသူကအင်္ဂလိပ်ဈေးတော့ဈေးထိုးပေမဲ့တက်တာလည်းခဏပဲတဲ့ကွာဒါနဲ့ဈေးခွင့်နေယူရတာများလာတာပေါ့ နောက်တော့ရွာတွေကချင်းလူမျိုးတွေနဲ့စကားပြောမိရင်လည်းချင်းကောင်လေးတွေကသူတို့ကုပေးမယ်လို့ပြောတယ်ကွာ။ဘိုင်းရင်ကလည်းမယုံဘူးပေါ့။ပြောတဲ့ကောင်လေးတွေကလည်းအသက်ကခန့်ငယ်ငယ်ကိုကွာ။ဒါပေမဲ့ဘိုင်းရင်ကလည်းယောဂခံနေရတာဆိုတော့ဟုတ်နိုးနိုးနဲ့နောက်ဆုံးလက်ခံလိုက်တယ်။ချင်းကလေးတွေကတော့တောင်ပေါ်တက်သွားပြီးတော့ပုတ်တင်ညိုတွေကိုဖမ်းလာတယ်ကွာ။အဲသူတို့ချင်းပြည်ကပုတ်တင်ညိုကအတော်ကြီးကြီးဆိုပဲ။တချို့ကောင်ကြီးတွေဆိုရင်ဒေါ်လောက်တော့ရှိတယ်ဆိုပဲကွာ။အဲ့ဒီပုတ်တင်တွေကိုဖမ်းပြီးတော့မီးဖုတ်အေးကုန်ချုပ်ပြီးတော့ကြက်တင်ပြီးတော့ကျွေးတာတယ်ကွာ။ အစားတော့ဘိုင်းရင်ကလေပုတ်တင်ညိုအသားမစားရဘူးလေဟိုကောင်လေးတွေကအတင်းကျွေးတာရင်ယောဂပျောက်ချင်တာရင်လည်းမျက်စိမိတ်ပြီးတော့ချိန်မိတ်စားလိုက်တာပဲတဲ့ကွာအရသာကတော့တော်တော်ကောင်းတယ်ဆိုပဲဒါနဲ့ပဲပုတ်တင်ညိုအကောင်ကြီးသုံးကောင်စားချလိုက်တယ်အဲ့ဒီနေ့ညအရင်အေးလာတဲ့အချိန်မှာထူးဆန်းဆန်းပဲမကြက်တော့ဘူးတဲ့ကွာအမနဲ့အထီလည်းအကောင်းပဲတဲ့အရင်အဆိုအေးလာတဲ့အချိန်မှာရင်ကျချောင်းသိုးပင်မဲ့အခုတက်တာလို့နောက်နေလဲချင်းကလေးတွေစီသွားပြီးတော့ပုတ်တင်ညိုအသားရှားဝယ်တယ်တဲ့ကွာ အဲဟိုပုတ်တင်ညိုဆိုတော့သူသားဗရက်သားလိုနေမှာပေါ့နော်အေးဟုတ်လို့မယ်ကွာဟိုတုံးကလောက်စားပြီးတော့ဘဲနိုင်ရင်ချက်ကပျောက်သွားလို့ဆေးကန်းကပေးထားတဲ့ဆေးတွေတော့လွှင့်ပြရတယ်တဲ့ကွာအဲ့ဒီဘိုင်းရင်ကဂူဒတီဆောင်းဝင်ကနေဆိုရင်ပုတ်တင်ညိုတွေဖမ်းပြီးတော့သုံးလေးရက်လောက်စားနေတော့မယ်ဘဲနိုင်ရင်ချက်ဆိုတာထပ်ပြီးတော့အတန်အုံမကြားတော့ဘူးတဲ့ကွာဟိုဟုတ်ပါမလားဥပဒါကြီးဟာဒီလူကြီးကသူ့ကိုလူထင်ကြီးအောင်ကြွားပြောတာမဖြစ်နိုင်ဘူးလားဒီလောက်ပေါ်တော်နေတဲ့ပုတ်တင်ညိုကဒီရောကောင်ကိုပျောက်နိုင်နေဆိုရင် ဘသူမှစိတ်ကုမနေပဲနဲ့ပို့တင်ကြိုတွေပဲထိုင်စားနေတော့မှာပေါ့ဗျ။အေးငါလည်းပန်းနိုင်ရင်ကြမဖြစ်ဘူးတော့မဆမ်းဘူးကွာ။ तू ကတော့တကယ်ပြောက်တယ်ပြောတာပဲ။ဘာဖြစ်ဖြစ်လေဆမ်းတော့ဆမ်းကြည့်တင်းနေကွာ။ပို့တင်ကြိုဆိုတာလေဈေးကြီးပေးဝယ်ရတာလည်းမဟုတ်ဘူးလေကွာ။မပြောက်တော့လဲအရင်ပြောက်တော့လဲအမြတ်ပေါ့ကွာ။ဥပဒါပြောလိုက်တာနဲ့ကြောက်တော့ခေါင်းငိမ့်လိုက်မိတယ်။ဥပဒါလည်းလိန်ညာပြောတတ်တဲ့သူမဟုတ်ဘူးဆိုတော့ဘာဖြစ်ဖြစ်ဆမ်းကြည့်တာတော့မမအောင်ဘူးဗျ။ဒီလိုနဲ့အဖေအတွက်ပို့တင်ကြိုဖမ်းဖို့စီစဉ်ရတာပေါ့။ ဘသူ့အောင်မှတော့ပြောလို့မဖြစ်ဘူးဗျအထူးသဖြင့်အင်အားလူတွေကိုပေါ့တကယ်တမ်းစားပြီးလို့ပြောက်သွားရင်တော့အကြောင်းမဟုတ်ဘူးမဟုတ်ရင်တော့ဖေယိုပုတ်တင်ကျိုအသာကျွေးပါတယ်ဆိုပြီးတော့ငဆော်ကြီးနဲ့အတီးခံရမှာဗျအင်ရောက်တော့အငငယ်ကောင်နဲ့တိုင်ပင်ရတယ်ရွာထဲမှာပုတ်တင်ကျိုရှာဖို့ပေါ့ဗျာအငငယ်ကောင်ကမုံမိုးပေးရင်ဘာခိုင်းငယ်လို့တဲ့အကောင်ဆိုတော့ဒီကောင်ငွေပေးမယ်ဆိုပြီးတော့မျှရတာပေါ့အငငယ်ကောင်လည်းအဲ့ဒီတော့က17နှစ်17နှစ်ဝင်းကျင်လောက်ရှိမှာပေါ့ကျိုးတို့ညီကလည်းခြံထဲမှာပတ်ချတော့ပုတ်တင်ကျိုတကောင်မှမတွေ့ဘူးဗျာ လူချင်းရှားတယ်ဆိုတဲ့အတိုင်းပဲလားတော့မပြောတတ်ပါဘူးအရင်အားသူတရက်ပင်တို့မကြီးပင်တို့မှာပုတ်စင်ညိုခေါင်းစင်းနေပေါ့မှာပေါ့ပဲဗျမတွေ့ကျင်မှာအဆုံးအခုလူချင်းမီလဲဆိုတော့တကောင်သာပုတ်စင်ညိုတွေကဘယ်တော့ပုံနေတယ်လဲမသိပါဘူးဗျဟာအကိုလေးဟိုမှာဟိုမှာအငယ်ကောင်ပြတဲ့နေရာကိုကြည့်လိုက်တော့ပုတ်စင်ညိုဝဝလေးတကောင်ကတဲခိုင်းပေါ်မှာနားနေတယ်ဗျကျုပ်ကလည်းအချိန်မစွဲတော့ဘဲနဲ့လက်ထင်းကဘက်ကနဲ့ပုတ်စင်ညိုကိုတကားဆော်ထဲလိုက်တာပုတ်စင်ညိုလောစလုံးအမှန်ပြီးတော့တခါတည်းကိုကနှစ်ပိုင်းပြတ်ထွက်သွားတယ် လက်တန်းလုံးလောက်ရှိတဲ့ပုတ်တင်ကျော်ကလောစလုံးတံကိုဘဲခံနိုင်မှာလဲဗျာဒီနေ့မှဒီကောင်ကြီးကလည်းပျောက်နေရတယ်လို့ကွာဟိုဒါနဲ့အခုလက်အခုလက်ကဘာဖြစ်လို့အခုမှပုတ်တင်ကျော်တွေကိုလိုက်ရှာနေတာအငဲကောင်မင်းဘသူ့အမှမပြောနဲ့တော့ကွာငါအခုပုတ်တင်ဖမ်းတာဆေးဖို့ဘူးအငဲကောင်ကလည်းမျက်မှောင်ကြုံရင်းနဲ့ခေါင်းကုတ်တယ်ဗျာဟိုပုတ်တင်ကျော်ကဘာဆေးဆန်းလို့လဲဗျာမသိဘူးဟဲ့ဟိုဥပဒါပြောတာတော့ပုတ်တင်ကျော်ကိုမီးဖုတ်သွားရင်ပန်းနိုင်ရင်ကျပျောက်နေတယ်ကွာ ဗျာဒါဒါဆိုဟိုအဖေကိုကြွေးမလို့ပေါ့ဟုတ်လားတို့တို့နေသမ်းမှာအငဲကောင်ကဘယ်သူမှမသိတဲ့နော်ကွာအဖေတော့ပုတ်တင်ချာကြတော့ကွာဟိုဒီလိုလုံးပါလားအကိုလဲရဟိုကျို့တို့ကြီးချာနေကြာနေမှာဗျမလက်ပတ်မတက်တော့ဘာကြီးကျင်သောတော့ကအဖေသွားကြည့်ရင်နဲ့ထမင်းညံ့ယူသွားမှာတဲ့ဗျအဲ့ဒီအချိန်မီအောင်ဖမ်းရမယ်ဗျဟိုနေပါဦးကွာငါတို့ကြီးမဖမ်းတော့မင်းကဘယ်လိုလုပ်ချင်လို့ဟိုနွားကြောင်သားဖိုးရှုပ်တို့အောင်ဝေးတို့ပုတ်တင်ကြောင်ကောင်ဖမ်းမင်းငါပြပေးမယ် ်အကောင်ကြီးရင်စေပါပေးမယ်ဆိုပြီးတော့ပြောလိုက်မယ်ဗျာဒီကောင်လေးကနွားချောင်းရင်နဲ့မွေဖန်းပဒဖန်းတဲ့အကောင်လေးဆိုတော့ပုတ်တင်ညိုလောက်ကတော့အသာလေးနေမှာဗျအေးကွာမင်းပြောတာဟုတ်တယ်ဟိုဒါဆိုရင်မင်းဒီကောင်လေးကိုသွားပြောလိုက်ကွာကျွေးရမှာ၃ရက်စာလောက်ကျွေးရမှာဆိုတော့ငါနည်းနည်းပါးပါးကြမ်းဖန်ကြည့်အောင်မယ်အေချံဝင်းထဲမှာဖန်းရခဲတာနဲ့ကျုပ်တို့ကလည်းတနေရာမှာသွားဖန်မယ်ဆိုပြီးတော့တွေးလိုက်မိတယ်ခေါင်းထဲမှာစဉ်းစားနေရင်တနေရာကိုသွားသတိရတယ်ဗျအဲ့ဒီနေရာတထေးကုန်းလို့ခေါ်တယ် ဒါနဲ့ပိုးတင်ကျော်ကတထေးကုန်းမှာပိုးတယ်ကွာအငယ်ကောဒိုးညီကိုနှစ်ယောက်သွားကြမယ်ကွာမလုံပါနဲ့အကိုလဲရာကျုပ်တရေကြောက်တတ်တာအကိုလဲလဲသိရတာလေဩမင်းကလဲကွာယောက်ျားဖြစ်ပြီးတော့ကြောက်နေရသလားကွာပြီးတော့နေကင်းကြောင်တော်ကြီးဟာဩမေအကိုလဲကောကြောက်နေတာမဟုတ်လားမကြောက်ရင်အကိုလဲတယောက်တည်းတထေးကုန်းကိုသွားပါလားဗျအငယ်ကောင်ပြောတော့ကြောက်ဖြစ်စိတ်ထဲမှာမခံနိုင်ဘူးများအငယ်ကောင်အသေးကြောက်တဲ့တဲ့ကောင်ဆိုတော့တခါတည်းအိမ်ချံဝင်းထဲကနေပြေးထွက်သွားတော့တာပဲကျုပ်ကလည်းအရေးကုန်ပြီးတော့တထင်းကုန်းကိုသွားဖို့ဆုံးဖြတ်လိုက်တယ် ဒါနဲ့ပဲပလိုင်းတစ်လုံးလွယ်ပြီးတော့ခမောက်တစ်လုံးဆောင်းလို့လောစလုံးနဲ့ဘက်ကွာထဲထားတဲ့လွယ်ကလေးကိုလွယ်နေတဲ့ရွာပြင်ကိုထွက်ခဲ့တာပေါ့ဗျာတထေးကောင်ကရွာရဲ့မြောက်ဖက်လောက်မှာရှိတာဗျာရွာကိုရစ်ခွေဆင်းလာတဲ့ရိုးချောင်းလေးအတိုင်းလိုက်တက်သွားရင်ရောက်တယ်ရိုးချောင်းတစ်ဘေးနားမှာတော့ကုန်းမိုးမိုးလေးဖြစ်နေတာမို့လို့တထေးကောင်လို့ခေါ်တာဗျာတထေးကောင်ဆိုပေမဲ့တထေးကလည်းမရှိပါဘူးဗျာဘယ်ကဘလို့ဒီလိုနာမည်ရသွားတယ်လဲတော့မသိဘူးဒါပေမဲ့တထေးကောင်ကအချောင်းလန့်ကျန်းတယ်လို့တော့နာမည်ကြီးတယ်ဗျာဒါကြောင့်ပဲလူသူရောပေါက်နေပြီးတော့တောဖြစ်နေတယ် ကုန်းရဲ့အလဲမှာတော့ဈေးပင်ကြီးသုံးမင်းဟာတန်းစီပေါက်နေလို့တချို့ကလည်းဈေးပင်ကုန်းဈေးသုံးမင်းကုန်းလို့ခေါ်ကြတယ်။ကျန်တာကတော့အညာမှာအလေးကြပေါက်တဲ့အပင်တွေချုံမင်းနေနဲ့ဆိုတော့တကယ့်တော့တခုလိုပါပဲဗျာ။တယောက်တည်းရဲဆုံပြီးတော့ထွက်လာတယ်ဆိုပေမဲ့တထေးကုန်းတော်ကိုရောက်တော့နည်းနည်းတွန့်သွားမိတယ်ဗျ။ဒါမဲ့ယောက်ျားလေးကလည်းဖြစ်ပြန်နေကင်းဆိုတော့တဲမချောင်းလောက်ပါဘူးဆိုပြီးတော့အရေတင်းထားတယ်။တကယ်တော့တထေးကုန်းကိုကျုပ်တို့မရောက်ဘူးတာမဟုတ်ဘူးဗျ။အရင်ကတော့အကိုကြီးနဲ့နွားကြောင်းအင်းနဲ့တထေးကုန်းဘက်မှာစောင့်နေကြတာဗျ။ အကိုကြီးကမိုးစိုးတမိုင်းဖြစ်နေတာဆိုတော့တားကောင်ဖမ်းတာတိတ်ကြွန့်ကျင်တယ်။ဘက်ကပြည့်တဲ့နေရာမှာလည်းလက်ကတော်တော်ဖြောင့်နေဗျ။တရေကောင်မှလာကျစားတဲ့မြေဝင်းငှက်တို့တစ်ပင်ပေါ်ကငှက်ဗဒက်ဖို့တောကောင်လေးတွေတော်တော်များများအကိုကြီးလက်စာမိစံများတယ်ဗျ။အဲဒီတော့အကိုကြီးကလည်းအသက်20ဆုံးဆုံးလူပြိုပေါ့ဗျ။ဟိုတရေကောင်ကအခြားနေရာတွေတဲ့ပုတ်တင်ညိုပေါ်တာတော့အမှန်ပဲဗျ။ဟိုတွင်းရှိတယ်အတက်ရှိတယ်လို့တော့အကိုကြီးကပြောဘူးတယ်။ပြီးတော့ပုတ်တင်ညိုတွေကလည်းအကောင်ကခက်ကြီးကြီးဗျ။ရွာတွေကအကောင်နေတဲ့နှစ်ဆလောက်ကိုရှိတယ် ဒါကြောင့်လေကျုပ်ကဒီနေရာကိုလာခဲ့တာဗျကျုပ်ကပုတ်တင်ကိုမဖမ်းတတ်တော့ဘက်ကောက်ကိုပဲအားကိုးရတယ်တထွေးကုန်းကိုရောက်ပြီးတော့ရှေးတင်နောက်ဆက်ဆိုသလိုပဲပုတ်တင်နှက်ကောင်ကိုရားလိုက်တယ်ဗျအအကောင်တော့အသိမကြည့်ဘူးပေါ့ဗျနောက်တော့လူတန်ကြားလို့ထင်တယ်ဗျပုတ်တင်ညိုတွေကကြက်ပြောင်ငှက်ပြောင်ပျောက်ကုန်တယ်ဗျကျုပ်ကလည်းနေရာလဲပူမောကလည်းမောတာကြောင့်သိပင်ချိန်ရင်တစ်ခုမှထိုင်ချလိုက်တယ်အကိုကြီးကိုလည်းသွားတရီရမိတယ်အကိုကြီးသာပါလာလို့ကတော့ဒီချိန်လောက်ဆိုပုတ်တင်ညိုဆယ်ကောင်လောက်တော့အနည်းဆုံးရပြီနေလောက်ပြီ ပုတ်တင်ကျိုးသူများတွေဟာထောင်ဖန်းနေပြ။အုံးလက်ဆိုင်ရဲ့ထိတ်ကရိုးတံပြော့ပြော့လေးကိုမျောဝင်းလိုချီပြီးတော့တစ်ပင်ကြားတစ်ခေါင်ကြားအပုတ်တင်ကျိုးတွေခေါင်းတက်တဲ့နေရာမျိုးကိုထိုးထည့်လိုက်တယ်။ပုတ်တင်ကျိုးကရုံထွက်လာပြီးတော့မျောဝင်းလေးနဲ့ညှိသွားပြီးဆိုရင်အုံးလက်ဆိုင်ကိုခက်တင်းနဲ့ဆွဲရင်းနဲ့ပါလာတာပဲ။ပုတ်တင်ကျိုးအမိကကင်ထားရင်ဒီကောင်ကဝေ့လေပြီးတော့ဘာမှမလုပ်တတ်တော့ဘူးဗျ။ကျိုးတို့အရင်ကပုတ်တင်ကျိုးဖမ်းမိမယ်စားတော့မစားဘူးဗျပုတ်တင်ကျိုးစော့တယ်လေဘေးမှာကြုတ်ခွင်းချီပြီးတော့နေဘူးထဲမှာတန်ရိုက်ပြီးတော့ထားခဲ့တာပဲ သုံးလေးရက်ဆိုပုတ်တင်ညိုတွေကကြုတ်ရပြီးတော့သေးနေပါရောခလေးဆိုတော့လေပုတ်တင်ညိုအမျိုးမျိုးစော်ကစားပြီးတော့နှိမ့်ဆက်ရတာကိုပြောတာပေါ့ဗျာကြည်လာတော့မှဝိတ္တငယ်တွေကိုတီးတော့ဒီလိုရက်ကအောက်ကူတော်တော်များတယ်ဆိုတော့ကိုတီးလာ ခလေးဘွားတော်ကတော့ဘယ်သီးပါမလဲအကိုကြီးကြတော့လက်ရင်နေဗျပိုးတင်ညိုနောက်မတိမတာကတ်သွားပြီးတော့လက်နဲ့တော့ဖမ်းဆွဲတတ်တယ်ဗျကျုပ်ကသူ့လောက်မကျွမ်းတော့ပြည့်ရခက်ရတာပေါ့ဗျပိုးတင်ညိုအကြောင်းကိုပြောရရင်တော့အမေကိုလည်းထည့်ပြောရမယ်အမေကပိုးတင်ညိုဆိုရင်တိတ်ကြောက်တတ်တာဗျ အဖေနဲ့အမေညားတာလည်းပုတ်တင်ညိုဖူးစာပဲတဲ့ဗျာအဖေတော့ကတော့မပြောပါဘူးလူကြီးတွေကပြောကြတာပေါ့အဖေကအဲ့ဒီတော့ကသကြီးပေါ့စပေါ့အလူတကူမှာအဖေကထိုင်တော့အမေကအပြိုကာလာသမီးဆိုတော့အလူမှာဧည့်ခံရတယ်အဲဒီချိန်မှာဘယ်ဟာကြလာမှမသိတဲ့ပုတ်တင်ညိုတကောင်ကအမေဘော်ကိုပြည့်တက်တော့အမေကလည်းလဲလဲနဲ့အဖေဘော်ကိုပြည့်ခုံတက်လိုက်တာတော်တော်နဲ့ပြန်ခွာမရဘူးတဲ့ဗျာဒါနဲ့ပဲရောလူတွေကအဖေနဲ့အမေကိုနောက်ပြောင်ကြရင်းနဲ့ဟိုပြည့်ညက်သွားရဓာတ်သက်ပါဆိုလို့အဖေနဲ့အမေကညားပါလေရော မောမောနဲ့တပည့်အောင်မှထိုင်ပြီးတော့ဟိုဒီဒီစဉ်းစားနေတော့ကျုံမေးကလည်းအိပ်ပျော်သွားတယ်။ရိုးချောင်းဘက်ကတိုက်တဲ့လေရလေးအေးအေးကလေးကိုဗျ။ကျုံမေးကလည်းပြစ်သွားတော့ခေါ်ဆန်ကြရတယ်ဗျ။ဒါနဲ့ပဲမျက်လုံးဖွင့်ကြည့်လိုက်တော့ကလားလေးတယောက်ကိုတွေ့လဲရတယ်။ကလားလေးရလေးအသက်၆နှစ်အဲအလွန်ဆုံးရှိ၈နှစ်လောက်ဗျ။ဘောင်မီတိုလေးကိုဝှက်ထားပြီးတော့အင်ကြီးကျုံနေဗျ။ဟဲ့လူကြီးခမောက်ဘာဖြစ်လို့ဒီမှာလာအိပ်နေတာ။ကျုပ်ကလည်းဖိုးဘက်ကထားလိုက်ပြီးတော့ဟိုအိပ်နေတာမဟုတ်ပါဘူးကွာ။မင်းကလည်းပြစ်သွားတာကွာ။ ဒါနဲ့မင်းကဘယ်ရလဲကွာဟိုဘက်နားပဲဗျကျုပ်ကလည်းအိယာနဲ့နိုးလာတာဆိုတော့ရေကလည်းတော်တော်စားနေတယ်ဟိုမင်းတို့အိယာနီးသလားကွာနီးရင်ငါ့ကိုရေတစ်ခွက်လောက်တိုက်ဆမ်းပါကွာကောင်လေးကလည်းအရှိတ်ကိုဆက်သွားတယ်ဗျကျုပ်စိတ်ထဲဒီကောင်လေးဗမာများနေတာလေလို့တွေးမိတယ်ဒါပေမဲ့တိတ်တော့အုံနောက်ချောက်ဆရာမလို့ပါဘူးအဒီလိုအချင်းဆိုရင်မီးစေးဖုတ်တဲ့ကလားတွေကလာတဲ့တယ်သူတို့တွေကတော်တန်းနေနာမှာယာယီတဲလေးတွေထိုးပြီးတော့နေတဲ့ကြတယ် မိသေးဖုတ်ပြီးတော့မှမိသေးတွေကိုလှဲနဲ့တင်ပြီးတော့ပြန်ကြတာကိုကောင်လေးကလည်းတရေကုန်းအလေကိုတိုးသွားတာဗျဇီးပင်ဤသုံးမဲ့နောက်ရောက်တော့ရွေးပြင်တဲလေးတစ်ခုတွေးလဲရတယ်ကောင်လေးကတဲဝင်ရခန်းသီးသားလေးကိုလှက်ပြီးတော့ဝင်သွားတာနဲ့ကျောက်ကလည်းလိုက်ဝင်လာခဲ့တယ်အထဲကိုရောက်တော့တော်တော်အံ့ဩသွားတာဗျအထဲမှာမြေချင်းလိုလိုလှန်ကူလိုလိုကြီးဖြစ်နေတာကျောက်ကလည်းမိသေးဖုတ်ကြီးလိုထင်တာပဲမိသေးဖုတ်ကိုမြေတွင်းတူးပြီးတော့လှုပ်ကြတယ်လေဗျဒါပေမဲ့အထဲမှာတော့လူတယောက်မှမရှိဘူးဗျ တလားလေးရလေတနေရာကိုလက်ညှိုးထိုးပြတော့တောက်ရီအိုလေးတစ်လုံးကိုတွေးရတယ်။ရေအိုးကတည်တည်တက်တက်ကလေးပြ။တောက်ရီအိုလေးကိုယူပြီးတော့အိုးဖုံးကိုဖြန့်ကြည့်လိုက်တော့ရေကကြည်ပြီးတော့အေးနေတာပဲ။ရေစာနေတာနဲ့ရေတစ်ခွက်ကိုပြည့်ပြည့်ခတ်ပြီးတော့မော့ချဖို့လှုပ်လိုက်တယ်။ကျုပ်ပဇန်းနဲ့ရေခွန်းနဲ့ကတဲ့ုံလေးရှိသေးတယ်ဗျ။အနားမှာပုတ်တင်ညိုကြီးတစ်ကောင်ကိုတွေးလိုက်ရတယ်။ပုတ်တင်ညိုကြီးကလည်းသူ့မျက်လုံးဝဝိုင်းကြီးနဲ့ကျုပ်ကိုပြူးပြီးတော့ကြည့်နေတယ်ဗျ။အဒီကောင်ကြီးကတော်တော်ကြီးတဲ့ကောင်ကြီးဗျ။ဥပဒါပြောသလိုတထောင်မကောက်ဘူးဗျ။တထောင်နဲ့တထွာလောက်ရှိတယ် အသားကလည်းစူဖြိုးဖြိုးနဲ့အကျော်ကုန်းမှလည်းအချုံကြီးနေနေဗျ။ကျုပ်ကလည်းပုတ်တင်ကြိုရှာနေတဲ့လူဆိုတော့အာရဝမ်းသာဖြစ်သွားပြီးတော့ရေခွက်ကိုပြန်ချလိုက်တယ်။အနားကိုကြည့်လိုက်တော့တင်းချောင်းတစ်ချောင်းကိုတွေ့တာနဲ့အဲ့ဒီတင်းချောင်းကြီးကိုကောက်လိုက်ပြီးတော့ပုတ်တင်ကြိုရဲ့ခေါင်းကိုဆက်ခနဲ့ရိုက်ထည့်လိုက်တယ်ဗျ။ဖြောင်းကနေအတန်တစ်ချက်မြည်သွားပြီးတော့ပုတ်တင်ကြိုကြီးကမြေပေါ်မှာခုံးပေါက်နေတယ်။အဲ့ဒီအချိန်မှာကျုပ်မင်းနောက်နောက်ထပ်ပုတ်တင်ကြိုတကွာရောက်လာပြန်တယ်ဗျ။ကန်ဆိုးကျင်တဲ့ပုတ်တင်ကြိုကမပြေးမနဲ့ကျုပ်ရှည်တက်တက်ကိုရောက်ချလာပြန်ဟောဗျ။ကျုပ်ကလည်းအဲ့ဒီပုတ်တင်ကြိုကိုပါအောက်ကိုရိုက်ချလိုက်တယ်။ ီပုဒ်တင်ဟာထွက်ပြေးသည်ဗျကျုပ်ကလည်းသူ့နောက်လိုက်မယ်ဆိုပြီးတော့တစ်ဖက်ကိုလှည့်ကြည့်မိလိုက်တော့မှတော်တော်လန့်သွားမိတယ်ဘာဖြစ်လို့လဲဆိုတော့ကျုပ်ရှိမှပုဒ်တင်ညိုကြီးတွေကအများကြီးပဲဗျအကောင်ကြီးရာနဲ့ချီလောက်တယ်အားလုံးကလည်းကျုပ်ကိုခေါင်းနဲ့ထောင်ပြီးတော့ပြူးကြောင်ကြည့်နေကြကလားလေးကလည်းကျုံနောက်ကိုပြေးလာပြီးတော့ဟဲ့လူခမောခမောဘာဖြစ်လို့ကျုံမေကိုရဲထည့်လိုက်တာလဲအော်မင်းမေမဟုတ်ပါဘူးကွာငါရဲထည့်လိုက်တာပုတ်တင်ညိုပါကွာဘယ်ဟာပုတ်တင်ညိုရမှာလဲဗျအဲ့ဒါကျုံမေဗျကျုံမေ ကျုပ်လှည့်ကြည့်လိုက်တော့မြေပြင်မှာကလမာကြီးတယောက်ကလဲကြနေပြီးတော့ခေါင်းကိုလက်တစ်ဖက်နဲ့ဖိထားတယ်ဗျဒီတော့မှကျုပ်တခုခုမူမမမသီးလိုက်ပြီလေကျုပ်နဲ့တွေ့နေတာဘလို့မှလူမဖြစ်နိုင်ဒီချိန်မှာဘိုးတင်ကျော်အုပ်ကြီးကလည်းအချုပ်တစ်ဖိဖိနဲ့တိုးလာတယ်ဗျကျုပ်ကလည်းဘာလို့မှမသီးတာနဲ့လက်ခုပ်တီးလိုက်ပြီးတော့ပုတ်တင်ကျော်အပြိုလိုရင်ခေါင်းညိတ်ခေါင်းညိတ်အဲ့ဒီလိုអော်လိုက်တော့ပုတ်တင်ကျော်ဒီအကုန်လုံးကခေါင်းလေးညှိလို့ဗျ အဲမက်ဆီမစားရင်ကျုပ်ဘေးကကလားလေးတော်မှလေဘေးကိုရှေ့တွင်းနောက်ငယ်လှုပ်ပြီးတော့ခေါင်းညိတ်နေတယ်။ဒီကောင်လေးခေါင်းညိတ်နေတဲ့အချိန်မှာကျုပ်ကလည်းဝင်လာတဲ့အပေါက်ဘက်ကိုတချိုးတည်းလှည့်ပြေးတာပေါ့ဗျာ။အပြင်ဝါကိုရောက်ခါနီးမှာခန်းစီလိုက်ကစားလေးကိုလှန်လိုက်ရောအပြင်မှာကလားကြီးတယောက်နဲ့ပပင်းတိုးပါလေရောကလားကြီးကလည်းဘာမှပြောညာမပြောနဲ့ကျုပ်ရင်ဝါကိုခြေထောက်နဲ့ဆောင်းငယ်ထဲလိုက်တာကျုပ်ပြင်အနောက်ကိုဂျုံပစ်ပြီးတော့လန်ကျသွားတယ်။ဘိုးစင်ညိုတွေကလည်းကျုံနောက်ကိုဝိုင်းကပ်လာကြတယ်ဗျ။အနားရောက်မှသူတို့မျိုးလုံးကြီးတွေဟာမိခဲတွေလိုနီးရဲလာတယ်ဗျ။ ပြီးတော့လည်းခေါင်းကပုတ်တင်ညိုခေါင်းကြီးအဖြစ်ကနေလူခေါင်းတွေဖြစ်ကုန်တယ်။မျက်စိရှင်မှနေပဲပုတ်တင်ညိုတွေကလူတွေဖြစ်ပြီးတော့မတ်တက်တွေရဲလို့ဗျ။အားလုံးကြည့်ရတာတော့ကလားပုံစံတွေပါပဲ။ခခခမရတော့ဘသူတွေလဲဗျ။ငါတို့အကြောင်းမသိကျင်နဲ့ကွာ။ငါတို့ကိုထီးလဲအောင်ဆော်ခဲ့တဲ့မင်းကိုငါတို့ကတတ်ပြရလိမ့်မယ်။ကျုပ်ကလည်းကို့ကိုတတ်မှာဆိုတော့ကြောက်တာပေါ့ဗျ။မမမတတ်ပါနဲ့ဗျ။ဟိုကျုပ်ကလေကျုပ်ကခမရတော့ရံမှုကျင်တာမဟုတ်ပါဘူးခမရ။ ဟိုအဖေရောကတော့ပို့တင်ကျိုလမ်းရှာရင်းနဲ့ရိုက်မိတာပါဗျာဟိုအတက်ပါနဲ့ကျုပ်ကလေမိဘကိုမိဘကိုလှုပ်ချင်နေတဲ့သားလိမ်ပါလေးပါဗျာမလို့ချင်ဦးဟဲ့ဒီနေရာငါတို့နေရာကွာဒီနေရာငါတို့ရဲ့နေပဲမင်းကငါတို့ရဲ့နေကိုလာပြီးတော့ငါတို့ကိုစော်ကားတယ်အေးဒီတော့မင်းကိုတက်ပြီးတော့တို့အိမ်မှာကြုံအဖြစ်နဲ့ခိုင်းစားရမယ်ဒီလူကြီးကလည်းအရှိတ်ကိုတက်လာတယ်ဗျာသူ့လက်ထဲမှာလည်းဘယ်ကနေဘလို့ဒရှိကြီးကပေါ်လာတယ်လည်းမသိဘူး အဲ့ဒီတရှိကြီးနဲ့ကြောက်ကိုလှဲပြီးတော့ခုံမယ်လို့တော့ခြွင်ကလေးအတန်တစ်ချက်ကြားလိုက်ရပြီးတော့တရှိကြီးကလည်းနှစ်ပိုင်းပြတ်ကြသွားတယ်။ဒီလူကြီးကလည်းဒေါသထွက်ထွက်နဲ့အပေါဝါကိုလှန့်ကြည့်လိုက်တော့ဥပဒါကြီးကတလန်ချင်းဆင်းလာသဗျ။မင်းတို့လုံနေတာတွေကိုအခုရိုက်လိုက်ကြ။ဒီလူတွေကလည်းဥပဒါကိုမကျင်မနှမ်းနဲ့ကြည့်လိုက်ပြီးတော့ဩနောက်တယောက်လာပြန်ပြီ။မင်းနဲ့မဆိုင်တော့ဝင်မပါနဲ့ဟဲ့အောင်။ဆိုင်နေကွ။ဒီတငယ်ကငါတူလို့သားလို့ခင်ရတဲ့ကောင်လေးပဲ။မင်းတို့တွေသူ့ကိုလှုပ်ပေးလိုက်ပါလို့ငါမြေတားရက်ခံပါလေ။ ဥပဒါကကောင်းမွန်ပြောပေမဲ့ဟိုလူတွေကတော့ဒေါသတွေထွက်နေကြသူတို့လက်ထက်ကလည်းလည်းပေါင်းစုံတဲ့ဥပဒါရဲ့အနာကိုတိုးကပ်လာကြတယ်ဟဲ့လူခမားကတေးကျင်းလာလားတေးကျင်းကျုပ်တို့တတ်ပေးမယ်နော်မင်းတို့အကြောင်းတွေကိုငါတီးပြီးသားပါချက်ကောင်းနေရဲ့ငါမင်းတို့နဲ့ရံမဖြစ်ချင်ပါဘူးကွာမင်းတို့သူ့ကိုလွတ်ပေးလိုက်အေးဒါဆိုအားလုံးအေးဆေးဖြစ်သွားလိမ့်မယ်အော်မမလွတ်ပေးတော့ဘာဖြစ်ချင်တယ်လဲဒါဆိုရင်အားလုံးပူလောရမှာပေါ့ကွာ ဥပဒါပြောနေတော့ဟိုလူတွေကဓာတ်တွေလှန်နေနဲ့ဥပဒါကိုဝိုက်ခုတ်ကြတယ်ဗျဥပဒါအနောက်ကိုကတ်လိုက်တာနဲ့ဥပဒါကိုတဲ့ကနေအမွှေးနဲ့မိသားလိုမိသားလေးတွေကထွက်လာပြီးတော့မြေကြီးပေါ်ကိုကြောက်ကုန်တယ်ဗျာဝိုးပေါ့သလိုတဖုံဖုံနဲ့ပေါက်တော့ဟိုလူတွေမှကြောက်လို့လှဲ့ပြေးကုန်ကြတယ်အမွှေးနဲ့မိသားလိုဟာလေးတွေကမြေပေါ်မှာပေါက်ပြီးတော့တခါမိဘလေးတွေဖြစ်လွင့်စင်သွားတယ်အဲ့ဒီမိဘလေးတွေကထီးတဲ့နေရာမှာထပ်ပေါက်ပြန်လာပဲမြေအုပ်ကူထဲမှာတုံးတုံးနဲ့ပေါက်နေတာစုညမ်းနေတာပါပဲ ဟိုလူတွေကလည်းအဘအဘနဲ့អော်လိုက်ကြတာမှសុញ្ញានနေတာပဲပြို့ဟေးလက်ကောင်ဘာဖြစ်နေတာလဲទွားကြទៅကျုပ်လဲឧបသာရဲ့နောက်ကိုလိုက်ခဲ့တယ်ဗျឧបသာအဝင်ဝါအနားလေရောက်ရောဂူတဲကိုလှည့်ပြီးတော့ဗဇက်ကလေတွေနဲ့မှောက်ထုတ်တယ်ဗျဗဇက်တဲကလေတွေနဲ့မကောက်ဘူးမိကိုလုံးကြီးနေပါတော့နဲ့ထွက်လာတာပဲဗျခမရိုးသာမြင်သာအောင်ပြောရရင်အခုခေတ်ချင်းနေနေရေးဆိုပြီးတော့မိကိုတွေလက်မှောက်ကြတယ်မဟုတ်လားဗျအေးအဲ့ဒီလိုမျိုးပဲဗျအ မြောက်ကူကြီးထဲမှာမိဘတွေလွှမ်းသွားတာနဲ့ဟိုလူတွေကလည်းတဟွန်းဟွန်းနဲ့ဖြစ်ကုန်ကြတယ်။ကျုပ်ကလည်းအားရဝမ်းသာနဲ့ဂူဝါးကနေကြည့်လိုက်တော့ကောင်းတယ်ဗျ။ခင်ဗျားတို့မိဘတွေရှူပြီးတော့ပဲနိုင်ရင်ချက်ဖြစ်ကြသမ်းများ။ဥပဒါတော့ကျုပ်ကိုမျက်စောင်းထိုးကြည့်ပြီးတော့ဒီကောင်တွေကပုတ်တင်ညိုတွေကွာ။ပုတ်တင်ညိုတွေကပဲနိုင်ရင်ချက်ဖြစ်မလားကွာ။ကျုပ်ကလည်းရဲပြီးတော့ဥပဒါရဲ့အနောက်ကိုလိုက်လာခဲ့တယ်။တနေရောင်ရောက်တော့မြေပေါ်ကိုထိုးထန်နေတဲ့တင်းမြစ်တစ်ခုနဲ့ထိပြီးတော့ကျုပ်ကအရှိတ်ကိုဟတ်ထိုးလဲကြသွားတယ် ဒါပေမဲ့ကျုပ်လဲကြတော့မြေကြီးကနေတွင်းကြီးတခုဖြစ်သွားတယ်ဗျကျုပ်ပြန်အသက်တေးနဲ့နှလုံးကိုလေဟက်တယ်လို့ဖြစ်သွားတာအော်ဥပဒါဥပဒါကျုပ်လဲပြီးတော့អော်လဲတယ်ဗျမျက်စိတွေဘာတွေပုတ်တက်ကြည့်တော့ကျုပ်ကခုနကတိပင်ချင်းင်းလာမှာအိတ်နေတာဗျညနေတော်ဆောင်းနေလို့နည်းနည်းတော့မှောင်နေပြီပေါ့ဗျအထားဆိုရင်ခုနကဖြစ်ခဲ့တာတွေကအိမ်မလားဒါမှမဟုတ်တကယ်လားဆိုတော့ကျုပ်မဝေခဲ့တတ်တော့ကျုပ်သိပ်တွေမနေတော့ဘဲနဲ့အ мян ကုတ်ထားလိုက်ရတယ်ကျုပ်ရောက်နေတာတရေကုန်းမဟုတ်လား ဟုတ်တော်ရှိမဟုတ်တော်ရှိခုနကပုတ်တင်လိုလူသားတွေနဲ့တွေ့ရင်နေမှာအသက်ပြောင်နေဦးမယ်ဆိုပြီးတော့တချို့တည်းလစ်ချလာခဲ့တော့တာပဲဗျရွာဝင်ကိုရောက်တော့ဥပဒါနဲ့တွေ့တယ်ဗျဥပဒါကကျုပ်ကိုပြုံးစည်းစည်းနဲ့ကြည့်နေတယ်ကျုပ်ကလည်းဥပဒါရဲ့အနားကိုကတ်လိုက်ပြီးတော့ဟိုဥပဒါဟိုခုနကတကယ်ဖြစ်ခဲ့တာလားဗျဒါမှမဟုတ်အိမ်မက်လားမင်းဘာတွေပြောလာလဲအလက်ကောဟိုခုနကကျုပ်တတိကုန်းကိုသွားတော့ပုတ်တင်လိုတွေကကျုပ်ကိုဖမ်းထားတာလေဗျအဲ့ဒါဥပဒါလာခဲ့သွားတာလीအ ောက်ဒီတောက်တဲ့အလက်ကောင်ရငါဒီမှာငါပါသာလွားကြောင်းနေတာပါကွအထာနဲ့မင်းတို့တခုသတိပေးရအောင်မယ်အဲ့ဒီသတိကောင်ကကြက်ကောင်းကြီးကွတယောက်တည်းသွားလာမနေနဲ့မတော်လို့ရှိရင်မင်းပါကြက်ဖြစ်နေအောင်မယ်ဥပဒါပြောပြီးတော့တဟားနဲ့ရင်းနဲ့ဆက်လျှောက်သွားတယ်ကျောက်ကလည်းကြောင်တော်တော်နဲ့ခေါင်းကုပ်နေမိတယ်ဒါပေမဲ့ဥပဒါပါဇက်ဖွင့်ပြီးရေးလိုက်တော့အနှမ်းတစ်ခုခုရလိုက်တယ်ဗျဘာအနယ်လဲဆိုတော့မိကိုနဲ့ ဝန်ကဥပဒေအမိကိုတွေမှောက်ထုတ်ထားတာဆိုတော့ဒါတကယ်ဖြစ်နေတာလို့ပဲကျုပ်ကထင်တယ်။အယောက်တော့အငယ်ကောင်ကကျုပ်လက်ကိုဆွဲတယ်ဗျ။အကိုလေးဟာတနေ့ကဘယ်သွားနေတာလဲ။ပုတ်တင်ညိုမရလာဘူးလား။ကျုပ်ရထားတဲ့ပုတ်တင်ညိုတွေကလည်းဘယ်ရောက်ကုန်မှမသိဘူး။အငယ်ကောင်ကလည်းကျုပ်ကိုတနေ့ကခေါ်သွားပြီးတော့တောင်းအောင်အသာလှက်ပြတယ်ဗျ။အထဲမှာတထွာလောက်ရှိတဲ့ပုတ်တင်ညိုဆယ်ကောင်လောက်ကိုတွေ့ရတယ်ဗျ။လွားကြောင်သားတွေစီကနေအငယ်ကောင်ကရလာတဲ့ပုံပဲဗျ။ဒါနဲ့ပဲပုတ်တင်ညိုမီးမြတ်ပြီးတော့ခင်ရတယ်။ ။ပုံတင်ကျိုးအသားကိုဗဒက်အသားလိုခမောက်မောက်လေးထောင်းလိုက်တာပေါ့ဗျာ။ဘိုင်းကျင်သောရဲ့မိမအိမ်မာလာပြီးတော့ချက်ပြုတ်ပြီးတယ်။ကင်ပြီးတော့ထောင်းပြီးသားပုံတင်ကျိုးအသားကိုကျက်သွင်ပြူကျက်သွင်နီးနဲ့ခက်ချက်ချောက်လေးကြော်ပြီးတော့ပြင်းတော်စိန်လေးခက်လိုက်တော့မှုန့်နေတာပါပဲဗျာ။အဖေမစားမစိုးလို့ပုံတင်ကျိုးအသားလိုမပြောဘဲနဲ့ဗဒက်ထောင်းလို့ပြောရတယ်ဗျာ။အဖေကလည်းဗဒက်ထောင်းကြိုက်တယ်မဟုတ်လား။ပြီးတော့ဆေးဆရာကြီးကလည်းစားခိုင်းတယ်ဗျ။ယောဂါလည်းတဲ့တယ်ဘာညာဆိုပြီးတော့ရှိချံပြောရသေးတယ်။ပုံတင်ကျိုးအစွမ်းလားဘာလားတော့မသိဘူး။ ဘိုင်းကျင်တော်တို့မနက်ထမင်းပို့သွားပြီးတော့ညနေပြန်လာတော့အဖေတို့ကပြန်ပါလာကြတယ်။ယောဂတက်တာသွားလို့ဆေးရုံကပြန်ဆင်းလာတာနဲ့ဗျာ။အဖေကချောင်းတော်တိတ်မဆိုးတော့ဘူးဗျ။အမေကလည်းပျော်လို့ပေါ့ဗျာ။ကျုပ်တို့ကလည်းကို့အဖေတက်တာတော့ပျော်တာပေါ့။မင်းအဖေပေါ့ဆေးဆရာကြီးရဲ့ဗဒထောင်းနဲ့သူ့ယောဂတဲ့တယ်ဆိုပြီးတော့မနက်စာအဝါစားထည့်လိုက်တာ။နေ့လယ်ကျတော့တိတ်မကြက်တော့ဘူးခဲ့။အဲသူကလည်းဆေးရုံမှာဆက်မနေကြတော့ဘူးဆိုပြီးတော့ဆရာဝန်စီကဆေးယူပြီးတော့ဆင်းလာခဲ့လိုက်တာ။အမေကလည်းဝမ်းသာအားနဲ့ပြောနေတယ် ီတန်းဆိုရင်တော့ဥပဒေပြောတဲ့စင်းကြီးကစွဲနေထင်းနေဗျအဖေကတော့ဗဒထောင်းဆိုပြီးတော့ပုံတင်နေညာကျွေးရအောင်ပါပဲကျုပ်တို့ပြောနေကြတော့ခလေးတက်တက်ကခြံထဲကိုပြေးဝင်လာကြတယ်ရွာလေးကခလေးတက်တက်ပါဗျာအုပ်ကတော့15ရောက်လောက်တော့ရှိဟဲ့ကောင်လေးတွေဘာလာရှုပ်တာလဲကွာဟာကိုကြီးလက်ကောင်ကပုံတင်တကောင်ငါးဗျာအကောင်ကြီး10ဗျာဆိုလို့ကျုပ်တို့ကပုံတင်ညိုတွေဖမ်းလာခဲ့တယ်ဗျခလေးတွေကပြောလဲပြောလွေတွေကပုတ်တင်ညိုတွေကိုလည်းထုတ်လိုက်တာပုတ်တင်ညိုကြီးတွေကအများကြီးဗျာအကောင်တရာလောက်တော့ကမယ်မထင်ဘူး မနေ့ကနွားကြောင်သားလေးတွေကဖွားလိုက်တာဖြစ်မယ်ဗျအလကားရတဲ့ပုတ်တင်ကျိုးကိုကျောက်ကဈေးကောင်းပေးဝယ်တယ်ဆိုတော့ရွာတွေကကလေးတွေကတီးတော့မုံဖို့ရတယ်ဆိုပြီးတော့ဖမ်းကြတာနေမှာပေါ့ဗျတချို့ဆိုရင်ပုတ်တင်ကျိုးအရှင်နေတောင်ပါလာသေးတယ်ဗျအမလေးပုတ်တင်ကျိုးတွေတော့ကိုဘမောင်ရင်အဲ့ဒီမှာအမေကဇလန်းစားတော့တာပဲပုတ်တင်ကျိုးတွေကိုမြင်တော့ကြောက်လန့်အောင်ဟစ်ပြီးတော့အနားမှာရဲနေတဲ့အဖေပေါ်ကိုပြေးခုံတက်လိုက်တယ်အဖေကအမေကိုပွေတော်ပွေတာပဲဗျ ဒါပေမဲ့ကိုလုံးကိုပေါကအတူတူလောက်ပဲဆိုတော့အဖေကလည်းအမေကိုမနိုင်တာနဲ့အနောက်ကိုခွေပြီးတော့လင်းများနှစ်ယောက်စလုံးမြေပေါ်ကိုလဲကြသွားပါဘောဗျာ။အော်လိုက်တာလည်းစူးညံနေတာပဲဗျ။ကျုပ်ကလည်းကိုယ့်ဘက်ကိုမြားဦးလဲလာမှဆိုတာနဲ့ခြံထဲကနေခက်သက်သက်ကလေးပြေးထွက်ခဲ့တယ်။အရေးတဲ့အကြောင်းမှာဟိုကလေးတွေကပုတ်တင်ညိုတွေကိုဆွဲပြီးတော့ကျုပ်နောက်ကိုပြေးလိုက်လာကြတယ်ဗျာ။ကျွန်တော်တို့ခြံထဲကနေအခုတင်ဆက်ပေးသွားတဲ့ဇလန်းလေးကတော့ဆရာကားတော်ကိုယ်တိုင်ရေးသားထားတဲ့ ဆုံးထိဥပဒါနဲ့ပုတ်တင်ဖူးစာဆိုတဲ့အတွေ့အစာစဉ်27ဇလန်ကောင်းလေးတပုတ်ပဲဖြစ်ပါရခင်ဗျာ။နောက်ပြပါလဲဒီတဲ့ဆွေးဝင်စားစရာကောင်းတဲ့ဇလန်ကောင်းလေးမျိုးကိုတင်ဆက်ပေးသားအောင်ပါမို့စောင့်မျှော်အပင်းနားဆင်ကြပါအောင်ခင်ဗျာ။နားဆင်အပင်းခင်ကြတဲ့ပရိသတ်တယောက်ချင်းစီကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ။ပရိသတ်များအားလုံးပဲစိတ်ချမ်းသာခြင်းအကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံကြပြီးတော့ဆန္ဒနဲ့